ှစ်တော့ထားတော့နောက်နှစ်ကျမှအပီဝုံးမယ်ဆိုတဲ့လူတွေရှိကြလားနှစ်ဆကတော့အမှန်ပြင်းနေနှစ်လေကျတော့ခြေကုံလက်ပန်းကျစန်တဝါဝါနှစ်ဆုံးလေးရောက်တော့ရန်သူပြန်မှဒူးလေးပြင်းဆိုသလိုဖြစ်နေတာကျွန်တော်တယောက်တည်းဟုတ်ဟန်မတူပါဘူးနော်ကဲနှစ်ဆလဲဆုံးဒီနှစ်တော့ထားတော့တန်နရာကြီးကနေလွတ်ချင်ကြရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရအောင်ကာလာဆိုတာဒူရေရှင်တန်ရက်တည်နေကြတဲ့ စာရှိခြင်းကိုတိုင်းထွာရင်းရတဲ့လူတွေကဘဝတက္ကနာရှင်တန်နေစဉ်မှာဖြစ်စင်တဲ့ပန်းတိုင်းဂိုးတွေရှိကြမှာပါဂိုးတွေကိုခွဲစားရမှာအကြီးအသေးအလိုက် main goal minor goal ဆိုပြီးထပ်မံခွဲနိုင်ပါသေးတယ် နှစ်တစ်နှစ်ရဲ့ကိုးတွေကိုချမှတ်ရမှာ system ဆိုတဲ့စနစ်လိုအပ်လာပါပြီ။စနစ်ကောင်းကောင်းနဲ့ဒီနှစ်ဆုံးမှာပန်းနိုင်ကိုအရောက်လန်းနိုင်မှုအထောက်အကူပြုမယ် tool နှစ်ခုနဲ့မိတ်ဆက်ပေးပါရစီ။အဲ့ဒါတွေကတော့ vision board နဲ့ new year resolution ပါ။ vision board vision ဆိုတာဘာလဲ vision ဆိုတာကတော့အနာဂတ်မှာကိုကိုကိုဘယ်နေရဘယ်လို position မျိုးမှာရောက်နေစီခြင်းလဲဆိုတာကိုမြင်အောင်တွေးတောခြင်းမှာ ကိုယ့်ရဲ့ ideal person ဖြစ်လာဖို့လိုအပ်တဲ့ process တွေနဲ့လက်တွေနဲ့ပေါင်းစပ်စိတ်ကူးယဉ်ပြီးရုပ်ပုံတွေ theme တွေ motivation ဖြစ်စေမဲ့စာသားတွေသင်္ကေတတွေနဲ့ကစားစင်ထားတဲ့ board ကိုတော့ vision board လို့ခေါ်ကြတာပါဒီ2ကိုတုံးလို့ရှိရင်နှစ်ဆလဲဆုံး vision board ကိုပြန်ကြည့်တိုင်းဘလောက်ပဲစံတော်ဝဝဖြစ်လာပါစေကို့အိမ်မက်တွေကိုပြန်အမှတ်ရပြီးခွန်အားပြန်ရစီမှာပါအဲ့တော့ဘလို့ပြင်ဆင်ကြမလဲ ရှင်းလင်းခြင်းနဲ့တိကျသောပန်းတိုင်းဘာလို့ရှင်းလင်းဖို့လိုတာလဲအခုခေတ်မှာရွေးချယ်စရာတွေများလာကြလေလေလူတွေရဲ့ပန်းတိုင်းကိုရွေးချယ်ဖို့အခက်တွေ့ကြလာလေလေပါပဲ vision board လောက်တဲ့အခါမှာတော့ကိုယ့်ဘဝမှာ အလိုချင်ဆုံးနဲ့အဖြစ်မြောက်ချင်ဆုံးအရာတွေကိုရှင်းရှင်းလင်းလင်းသိပြီးပြပြတသားချမှတ်နိုင်ဖို့လိုပါတယ်တိကျတဲ့ပန်းတိုင်းရှိမှသာ process ကဘေးမရိုင်သွားမှာပါ phone call poster vision board ဆိုတဲ့အတိုင်းကျွန်တော်တို့အနာဂတ် desire vision တွေကိုတို့မိရမယ်ဘုတ်ဒါမှမဟုတ် poster ပြလိုအပ်လာပါပြီပကြီးဆွဲရင်သုံးတဲ့ canva လိုအရာမျိုးတွေသုံးလဲအဆင်ပြေပါတယ် visual visual လို့ပြောလိုက်ရင် ကိုယ်စိတ်ကရောပြီးရင်ဘုတ်ပြကိုကြည့်လိုက်တာနဲ့ကိုယ်အိမ်မက်ကိုထင်းငင်းနဲ့မြင်သွားစီမယ် ပုံတွေစာသားတွေအချက်အလက်တွေကိုထည့်ထားဖို့လိုပါတယ်။ internet ပေါ်ကစာသားတွေပုံတွေဆိုရင်လည်းအလွယ်တကူ print လုပ်လို့ရပါတယ်။ဒီလိုထည့်ပေးလိုက်ခြင်းဖြင့်ကိုကြည့်လိုက်တိုင်း visually attractive ဖြစ်ပြီးကိုယ့်အိမ်မက်တွေကို remind လုပ်နေနိုင်မှာပါ။ digital design software အကယ်လို့ကိုယ်တိုင်လောက်ရအဆင်မပြေရင်လည်းခုလိုနည်းပညာခင်မှာခေရခဲစင်မဟုတ်တော့ပါဘူး။ Canva, Pic Monkey, Adobe Spark တို့လို software တွေနဲ့အလွယ်တကူဖန်တီးနိုင်ပါတယ်။ software ကနေတဆင်မလို့အလားဆုံးအမိုက်ဆုံးဖန်တီးနိုင်တဲ့အပြင် internet ကဆာသားတွေဆိုရင်လည်းအလွယ်တကူကောက်ထည့်နိုင်တာကြောင့်ပိုပြီးအောင်လုပ်ကူပါသေးတယ်။ application တွေထဲမှာလည်း Pinterest လို့လူသိများတဲ့ app ကလည်း vision board လို့ရမှာမမေ့ထားသင့်ပါဘူး။ aesthetic ဖြစ်တဲ့ image တွေအပြင် vision board ဖန်တီးနိုင်မှု feature တွေပါပါဝင်တာမို့လို့အသုံးတဲ့ app ပါပဲ။အကျွေးစီးတစ်ခုမှာ ခေါင်းနဲ့ပန်းကြောကဲ့ရဲ့ထွန်သွဲနေသလိုအရာအားလုံးမှာလည်းအကောင်းနဲ့အဆိုးရှိကြပါတယ်။ Vision Board မှာလည်းဒီလိုပါပဲ။ကောင်းချက်တွေကတော့ Board ကနေတစ်ဆင့်မိမိရဲ့ motivation နဲ့ positivity ကိုလှုံ့ဆော်အားဖြည့်ပေးပါတယ်။ကိုယ်စိတ်နဲ့ကြလို့ပဲဖြစ်ဖြစ် ိုယ်အိမ်မက်တွေကိုလက်လျှော့ခြင်းလားလို့ပဲဖြစ်ဖြစ်ဖုတ်ပြားလေးကိုကြည်ပြီးပြန်အာယူနိုင်ပါတယ်။မိမိချမှတ်ထားတဲ့ပန်းတိုင်းတွေစီကို consistency ရှိရှိလှုပ်ဆောင်ရမှာလဲတွန်းအားဖြစ်စေပါတယ်။ goal ချမှတ်တယ်ဆိုတာဟာကိုယ့်အကြောင်းကိုပြန်လည်လာနေရတာပဲမို့လို့ကိုယ်ဘာလုပ်ချင်လဲဆိုတာကိုပို့ပြီးရှင်းလင်းတိကျစေပါတယ်။သူကနေတဆင့်မိမိရဲ့ goals တွေကိုပြင်းပြအောင်လှုပ်ဆောင်တဲ့နေရာမှာပုံမအယုံဆိုင်လှုပ်ဆောင်နိုင်စေပါတယ်။အားပါချက်တွေအပြင်အားနည်းချက် တွေကတော့အကယ်၍မိမိရဲ့ goals တွေကလက်တွေ့လဲမကြမဖြစ်နိုင်တဲ့အရာမျိုးဖြစ်နေမဲဆိုရင် vision board ဖန်ကြီးလဲမထ ිය ောက်တာမျိုးဖြစ်နိုင်ပါတယ်။စိတ်ကူးနဲ့လက်တွေ့အမြင်ကိုပေါင်းစပ်ပြီးဖန်ကြီးနိုင်မှသာအကျိုးရှိတဲ့ vision board ဖြစ်လာမှာပါ။ vision board ဖန်ကြီးရဲ့အပေါ်မှာပဲ focus ထားပြီးလက်တွေ့မလုံဆောင်နိုင်ရင်လဲအချင်းနှီးတာဖြစ်စီမှာပါ။ ကိုယ်သာရှိပြီး process မရှိရင် vision board ဆိုတာလဲတဲရဲရည်သွန်တယ်လို့ပါပဲတစ်ခါတရံမှာ vision board အပေါ်မှာပဲအယမ်းမိကိုထားလွန်တာကြောင့် vision board မရှိတဲ့အခါမှာ motivation lack ဖြစ်ပြီးလုပ်ငန်းစဉ်ကြာရှုံးနိုင်ပါတယ်နောက်ထပ်တိုးကတော့ new year's resolution ပါ မြမမှုပြုရရင်နှစ်တက်ကိုတန်နေထံပေါ့တန်နေထံဆိုတဲ့အတိုင်းကိုဖြစ်ခြင်းဆန္ဒရှိရဲ့အိမ်မက်တစ်ခုကို ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ကတိတစ်ခုမိမိကိုမိမိထားရှိပြီးမစုံမနစ်စူးစမ်းခြင်းပါပဲအဲ့ဒီတော့ဘလို့တန်နေထံချမှတ်ကြမလဲတိကျရှင်းလင်းပြီးလက်တွေ့ကြတဲ့ပန်းတိုင်း အဦးဆုံးအနေနဲ့မိမိရဲ့တန်ဖိုးထံက SMERT specific measurable achievable relevant and time bomb ဖြစ်နေဖို့လိုပါတယ်။တိကျသေးကြတိုင်းထွာနိုင်အကောင့်ထဲပေါ်နိုင်ပြီးအချိန်အကန့်သက်ရှိဖို့ကအရေးကြီးပါတယ်။ဒါမှသာမိမိရဲ့တန်ဖိုးထံရလက်ကကိုယ်ဆန္ဒရှိရဲ့ရလက်ဖြစ်လာနိုင်မှာပါ။ပြန်လည်ဆန်းစစ်ဆင်ခြင်ခြင်း New Year's Resolution မချခင်မှာမိမိရဲ့ past year တုန်းကတွေ့ကြုံလို့ဆောင်ခဲ့တဲ့အတွေ့အကြုံတွေကြာရှုံးခဲ့တဲ့အရာတွေနဲ့လိလာတင်ယူခဲ့ရတဲ့သင်ခန်းစာတွေကိုပြန်လည်သုံးသပ်ကြည့်ဖို့လိုပါတယ်။ဒါမှသာ ရှေ့အနာဂတ်မှာဘာတွေလုပ်ရမလဲဆိုတာကိုစဉ်းစားဆင်ခြင်ပြီးကောင်းမွန်မှန်ကန်စွာလုပ်ဆောင်နိုင်မှာပါ။ခွဲခြမ်းစိတ်ပြပန်းနိုင်ချခြင်းအမှုပညာ goals အကြီးကြီးတွေချမှတ်ခြင်းကတခါတရံမှာဘယ်ကနေစလုပ်လို့ဘယ်လိုကံရမလဲဆိုတာမသိဘူးဖြစ်နေတတ်ပါတယ်။ဒါကြောင့်အစိတ်အပိုင်းလေးတွေခွဲပြီးတဆင်ချင်းတဆင်ဖြည်းဖြည်းနဲ့မှန်မှန်ချီလန်းလန်းတင်ပါတယ်။နောက်ပြီးတော့မိမိကင်တွင်နိုင်တဲ့ goals တိတိလေးတွေကနေအရင်စတင်တာပိုကောင်းပါတယ်။ဥပမာတစ်ပတ်အတွင်းစာအုပ်တွေအများကြီးဖတ်မယ်ဆိုတာထက်တစ်လအတွင်း ကြအောင်နှအောင်အပြီးဖတ်မယ်ဆိုတော့ manly target ထားတာကပိုပြီးထီရောက်ပါတယ်လက်တွေလှုပ်ဆောင်ခြင်း ကိုတက်မှတ်ထားတဲ့တန်ိတ်ထံပြင်မြောက်ဖို့အတွက်လိုအပ်တဲ့သတင်းအရင်းမြစ်တွေနဲ့အထောက်အပံ့တွေကို အရင်စဉ်းစားဖို့လိုပါမယ်။နောက်တစ်ဆင့်အနေနဲ့မိမိရဲ့ထပ်မှတ်ထားတဲ့ plan တစ်ခုကိုဒီဇိုင်းမမတ်စူးစမ်းလုပ်ကင်ခြင်းမှာ view ဟာသာရှိပြီးလက်တွေ့မရှိရင် လေထဲကအိမ်လိုပဲစိတ်ကူးတာရှိရဲတကယ်လက်တွေ့မှာမဖြစ်မြောက်နိုင်ပါဘူး။အတီတော့အားတာချက်နဲ့အားနည်းချက်တွေကပါရီလေ။နှစ်တစ်နှစ်ရဲ့အစပြု resolution ချမှတ်ခြင်းဟာစိတ်ပညာအရာ အကောင်းမြင်စေကိုတိုးတက်စေတဲ့အပြင် motivation ကိုလည်းမြင့်တင်ပေးနိုင်ပါတယ်မိမိရဲ့ကိုယ်ပိုင်တန်ဖိုးအကြီးကဦးစားပေးသတ်မှတ်ချက်တွေကိုလည်းပြန်လည်သုံးသပ်နိုင်ဖို့ရမှာလဲတွန်းအားဖြစ်စေပါတယ် new year resolution ချမှတ်တယ်ဆိုတာမိမိရဲ့ personal growth ကိုယ့်ရဲ့ကိုယ်သွေးအပေါ်များစွာအခြေခံထားတာမို့လို့မိမိရဲ့ self improvement relationship skills တွေအပေါ် ိုပြီးအာယုံဆိုင်နိုင်စေပါတယ် resolution ပြီးမြောက်အောင်မြင်သွားပြီဆိုရင်လဲမိမိရဲ့ self esteem နဲ့ self confidence ရည်ရွယ်ချက်တို့ကိုများစွာမြင့်တင်ပေးနိုင်ပါတယ် New Year's resolution ကကောင်းမွန်တဲ့တူတစ်ခုဖြစ်ပေမဲ့ဟာခွက်လေးတွေလည်းရှိလို့နေပါသေးတယ်။လက်တွေ့မကျတဲ့ goal တွေချမှတ်ပြီးမအောင်မြင်ခဲ့ဘူးဆိုရင်မိမိကိုမိမိစိတ်ပျက်စေနိုင်ပါတယ်။ဒါကြောင့် goal ချမှတ်တဲ့အခါမှာလက်တွေ့ကျပြီးရှင်းလင်းပြတ်သားနေဖို့ကအလွန်အရေးကြီးပါတယ်။ resolution ပြီးမြောက်ဖို့အတွက်နှစ်အစပိုင်းမှာ motivation အပြင်နဲ့အာတုံခွန်ဆိုင်လှူဆောင်ကြပေမဲ့တစ်ခါတည်းရန်မှာနှစ်အလဲသို့မဟုတ် နှစ်ဆုံးရောက်ခံဒီခါမှာ commitment မရှိတော့တာမျိုး ဖြစ်နိုင်ပါတယ်။တစ်ခါတရံမှာ resolution တွေက plan တစ်ခု မလုပ်ဆောင်နိုင်တဲ့အခါကျန်တဲ့ plan တွေကိုဆက်လက်လုပ်ဆောင်ဖို့အတွက် pressure များပြီးမလုပ်ချင်တော့တာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့် plan တစ်ခုမလုပ်နိုင်တဲ့အခါအဲ့ဒီအရာကို reflect and assess လုပ်ပြီးကျန်တဲ့အရာတွေကိုအကောင်းဆုံးဆက်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ညီကောင်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်လူဆိုတာမိမိကိုမိမိတနေ့ပြီးတနေ့တရက်ပြီးတရက်တူးတက်အောင်မြင်အောင် အမြဲလိုလိုအင်တိုင်းအားတိုင်းကြိုးစားကြတဲ့တတ္တဝါမျိုးပါ။ဒီလိုကြိုးစားတဲ့အခါခုအကြောင်းကိုသိချာနာလဲပြီး လေ့လာသုံးသပ်ရင် vision board နဲ့ new year resolution တို့လိုနိနာနေတရားတွေကိုအသုံးချပြီး goal ချမှတ်ရင်ပို့ပြီးတော့တခြားထိရောက်ပါတယ်။ဒါအပြင်ဘယ်ရာမဆို commitment ရှိရှိ consistency ရှိရှိနဲ့လုပ်ဆောင်သွားမယ်ဆိုရင် ကိုလိုရာပန်းနိုင်ကိုဦးချရောက်နိုင်မှာပဲဖြစ်ပါတယ်။